ဇန်သူဟာသွေးပြက်နေပါပြီစိတ်သက်တည်းလဲကြာစိတ်စိတ်လဲမတိုက်ချင်တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကတော့အခုမှအခုမှစပြီးတော့ဖွဲ့လိုက်တကယ်သူစိတ်သက်တည်းကတက်ကြွနေနေနေတယ်အတို့ပြည့်အညာဒေတာမှာကျွန်တော်တို့ကတပ်ပေါင်းစုကြီးနဲ့နေမိတဲ့တိတ်မှာချက်ကောင်ကြီးကိုပံမိုးပေးနေတယ်ကွန်ပလီတွေလည်းရှိသေးတယ်အဲ့ဒီဝန်ပလီတွေကကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကိုပလင်မောကနေဆွဲချတာလာချုံမှမြင်ရတော့နေရာ နှက်လို့မှာအဲ့ဒါတွေကိုကျွန်တော်ပြောတာအန္တရာယ်ရှိလေမကွေးစကိုင်းမန္တလေးကိုပိတ်လို့ကျွန်တော်အားထုတ်တယ်အားထုတ်တဲ့အခါမှာပေးရဝင်စင်ညာလို့မကောင်းလို့ခြင်းညာတာအေးပါဝင်အေးပါဝင်စစ်နိုင်ထားတဲ့တိုင်းရင်သားဤကိုပြကူမကူမပုံစံတော့ကျွန်တော်အတိအကျမပြောချင်ဘူးပြောလည်းမပြောနိုင်ရှော့တွင်းတယ်အဲ့တော့အဲ့ဒါကြီးသူမလုံးနိုင်အောင်ကျွန်တော်ဘာလုပ်ရမှာလဲနေပြည်တော်ကို ရွေးကောက်ပွဲတိုင်ငယ်မှာချင်းချောင်းနိုင်တဲ့အနေအထားရောက်အောင်ကျွန်တော်စီရီးရတိုက်ခိုက်ရအဲ့တိုက်ပွဲမှာပါမလားမပါဘူးမပါဘူးဆိုရင်ခင်ဗျားနေဦးဒေါ်လာရဲ့အတွက်ကဲထောက်ခံတယ်ဆိုတော့လီပဲဖြစ်မှာစစ်မတိုက်ချင်စစ်မတိုက်ချင်တော့ဘူးတို့အဲအဲ့တော့ဒီဘက်ကလည်းပဲတကယ်စိတ်တက်နေတိုင်းရင်းသားတွေနိုင်ထားတာကိုကြည့်ပြီးတော့ငါတို့ကတခါမှမနိုင်သေးဘူးနိုင်အောင်တိုက်မယ်ဆိုတော့အန်ဂျီလေးအန်ဂျီလေးပဲရှက်တိုင်ပေါ့ဗျာနိုင်အောင်တိုက်ပေါ့နော်ရှက်တိုင်ပေါ့နော်အဲ့ဒါအန်ဂျီတမိုင်းပဲ အတိုက်လို့အဲ့ပေါ်ကြီးရှုံသွားရင် energy ဆိုတာလည်းပဲမြောင်းနေရအောင်ဟောဆို2026 2026အဲ့တော့မလွဲမသွေနိုင်မှာနိုင်ရင်မြန်မာပြည်အဟွန်တကက်ခါလေကြီးကိုဖျက်ပြီးတော့နိုင်လိုက်ပြီဖြစ်တဲ့တုံးစစ်ကကျွန်တော်တို့ကတဝက်နိုင်ခိုးဘက်ကအဲ့မှာလဲတိုက်ပွဲကြီးကကျွန်တော်တို့ထင်သလောက်ဟလာဂျန်သူကခုခံမယ်ဘုံလီကျက်တာအဲ့လောက်ကြီးကြားနေစရာအကြောင်းမရှိဘူးသူတို့လက်နဲ့ချမှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစု NLRA မှစစ်ကောင်စီရဲ့ဗဟိုချက် နေပြည်တော်ကိုရွေးကောက်ပွဲမတိုင်ခင်စတင်တိုက်ခိုက်တော်မူဖြစ်ကြောင်း NLRA ပြောခွင့်ရမှအတိပေးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာကျွန်တော်တို့ NLRA ကတော့မူတော်အဖြစ်စီးရင်နဲ့ပတ်သက်တဲ့လွယ်ချက်တွေကလွယ်လို့ရှင်တန်တဲ့နိုင်ငံရေးလှုပ်ရှားမှု ဘာနာရေးစီစဉ်အဲဘာနာရေးရှင်းတာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အစင်းတိုင်းစင်းတိုင်းမှာလူလူကိုချပြတော့ရွယ်ချက်ရှိပါတယ်အဲ့ဒါကြောင့်အခုဆိုလို့ချင်းကျွန်တော်တို့ဖွဲ့စည်းကြောင်းကျင်းပပြီးတော့တလာခွဲလောက်ကြာတဲ့အခါမှာကျွန်တော်တို့ဘာတွေလုပ်နေလဲဘာတွေဖြစ်နေလဲအဲအောင်မြင်မှုကဘာလဲအကြတရားဘာလဲဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူလူသိအောင်ကျွန်တော်တို့ဟိုပြောသွားကြမှာလေအဲ့ဒီမှာရရင်လဲရတယ်အောင်မြင်လဲအောင်မြင်တယ်မအောင်မြင်လဲဘာကြောင့်မအောင်မြင်ဘူးဆိုတာတွေပြည်သူတွေကိုပုံမှန်လည်းအစီအခံတော့ဖို့ပါနောက်တစ်ချိန်ထဲမှာဘာနာရေးရလွယ်သုံးစားမှုတွေမဖြစ်အောင် ဘယ်အချက်မှာပတ်စံဘလောက်ကျွန်တော်တို့စူးစိနိုင်နေအဲဒီကနေပြီးတော့ဘယ်ဟိုဘလို့ခွက်ပြီးလေဆိုရဲအချမ်းမြန်ကျွန်တော်တို့လာကြုတ်ကလာကြုတ်ကလာကြုတ်ဒါမှမဟုတ်ရှင်စီမံချက်တစ်ခုချင်းအတွဲမှာသုံးဆွဲတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူလူကိုအတိပေးသွားဖို့အတွက်အာအစီအွေခေါ်ပြီးတော့ပြောမယ်ဆိုမယ်ဆိုပြီးတော့ကျွန်တော်တို့စူးစိကြတာအဲ့တော့အဲ့တော့စူးစိမှုမှာအာဘယ်သူတွေပါဝင်ကြလဲဆိုတော့အန်ဒရီကဘလုံးမှုဆောင်ကောမဒီနိုင်ကဘိုးလုံးမှုဆောင်ကောမဒီ23ကျွန်တော်တို့ပါဝင်ကြပါတယ်အဲ့ဒီမှာကွန်ရှင်တုံးလေးပါတော့ဗျာနိုင်ငံရေးကွန်ရှင်စီကွန်ရှင်နဲ့ ်ဘာနာရေးကောင်ရှင်တုံးပါတယ်ပေါ့အဲအဲဒီတုံးကိုအပြင်အပြင်ကကျွန်တော်တို့နဲ့ဆက်သွယ်ဆွေးနွေးထားခဲ့တယ်เนาะအမှ9ရောက်ပါတယ်တခြားမဟာမိတ်ဖွဲ့တွေနဲ့ကျွန်တော်တို့ NRI ကိုစစ်ဝင်စားတဲ့လူ NRI ဘာဘာတွေလုပ်ပြီးတော့ဘာတွေဖြစ်နေလဲဆိုတဲ့အနေအထားကြီးသိကျင်တဲ့လူတွေကလည်း20အစိတ်လောက်ပါတယ်အလုံးပေါင်း90လောက်တော့ပါတာပေါ့ခင်ဒါမဲ့အဲ့ဒီမှာကျွန်တော်တို့မှရှုပ်ထွေးမှုမရှိအောင်အစည်းအဝေးမှာကြိုးပြီးတော့ကိုကျွန်တော်တို့ကပြောထားတာ။မေခွန်းနေမိပါဒီစီးရေးဆိုင်ရာအလျို့ချက်ကလွှဲလို့ရှင်ဂျန်နက်ကိစ္စတွေအားလုံးကျွန်တော်တို့မပြေနိုင်တာမရှိဖြေသွားမယ်။ ဆိုတဲ့အကြောင်းကိုတို့တော့ကျွန်တော်တို့အဲ့ဒီမှာလူတယောက်ကိုမိခွန်းတစ်ချိန်နဲ့မိခွန်းမရှိဘူးတစ်ချိန်ကို9မိနစ်အဲ့ဒီလိုမိတာတွေကိုကျွန်တော်တို့တင်လျော်တဲ့ခေါင်းဆောင်တွေကနေပြောအရှင်းပြပြီးတော့ကျွန်တော်လက်ရှိကိုစတင်တာပေါ့လေဟုတ်ကဲ့ဆရာအဲ့တော့ဆရာတို့ခုစုဖွဲ့တာတလခွဲကြပြီဆိုတော့ဒီစုဖွဲ့မှုမှာအခုအင်အားဘယ်လောက်လောက်ရှိလာပြီလဲဘာတွေစာဝတ်နေလဲဆိုတာကိုဗာများပြောပြလို့ရမှာဗျာအခုကကျွန်တော်တို့ ਨੇ ဆက်သွယ်လာတဲ့အဖွဲ့အစည်းကနော်၆ဖွဲ့ရှိတယ်ဗျ၆ဖွဲ့ကိုစုစည်းကြည့်လိုက်တဲ့အခါကျတော့အင်အား900လောက်ရှိတယ် တော့ငေါငေါလာလိုက်မှလေအဲ့ငေါတွေတွေလေးလေးတော်တော်ရေးကိုရှိနေတယ်အဲ့ဒါကျွန်တော်တို့ကနေတော့တစ်ခွက်ဖြစ်ဆက်သွဲလျှောက်ရှားချက်အဲကျန်တဲ့တစ်ခွက်ကတော့စောင့်ကြည့်ဦးမယ်လို့သူကပြောတာကျွန်တော်တို့ ਨੇ ပူပေါင်းပြီးတော့ကျွန်တော်တို့တစ်ခွက်ဖြစ်ရပ်တည်သွားမယ်ဆိုတော့အခွက်လေးခွက်ကဘာဖြစ်လဲဆိုတော့အင်အား900လောက်ရှိတယ်အဲ့လိုဆက်သွဲဆွေးနွေးပြောဆိုကိုစီစဉ်ထားတဲ့အခွက်က10ခွက်15ခွက်လောက်ရှိတယ်တကယ်တမ်းကျွန်တော်တို့ချိန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘန္ဒာကြီးအနေထားကအခုက ဘောကွန်ဒီဝင်နေတဲ့နော်လုံမှုဆောင်တွေစတဲ့ပြီးတော့မတီတာရံမငွေရ3500လောက်ပဲရှိတယ်။အဲတော့3500လောက်ပဲရှိတဲ့အခါကျတော့အခုကတိုက်ပွဲအသေးတောင်မှ3000လောက်ပုံတဲ့အခြေအနေဖြစ်တယ်။အဲတော့ရိုးရိုးပြောလို့ရှိရင်လောလောဆယ်ကျွန်တော်တိုက်ပွဲရဲမှာပေါ်နိုင်သေးတဲ့အခြေအနေပေါ့ဗျာ။ဘန္နာကြီးဘက်ကပြောတာကလည်းအရင်ဆုံးကျွန်တော်တို့ဘက်ကတနတ်ပံထွက်ဖို့လိုတယ်တဲ့။တနတ်ပံထွက်ပြီးလို့ရှိရင်တော့လိုက်လာကြမှာပါတဲ့။အဲလိုပြောကြတယ်ဘန္နာကြီးက။အဲတော့ကျွန်တော်တို့ကလည်းတနတ်ပံထွက်ဖို့လည်းတစ်ဖက်ကစဉ်းစားရတာပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့တိုက်ပွဲကြီးတွေမတိုက်နိုင်ပါဘူး။ဟုတ်က ိုက်ပွဲငယ်တွေတိုက်ဖို့တောင်းမှနည်းနည်းအကန့်အသတ်နဲ့လုပ်နေရစီးရီးယားဆရာတို့အဓိကသွားမှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဂျာမန်နိုင်ငံရေးကစောင့်ရမဲ့အပိုင်းတွေကိုဘာများပြောလို့ရမလဲစီးရီးတိုက်ပွဲနဲ့ကျွန်တော်တို့ကအကောင့်ထဲခွန်နိုင်နဲ့ဒုက္ခအကြောင်းချက်လည်းမပြည့်စုံသေးတဲ့အခြေအနေနေဟုတ်မှာကျွန်တော်တို့ကနိုင်ငံရေးတိုက်ပွဲကိုစီးရီးနဲ့ပေါင်းပြီးတော့အကောင့်ထဲပို့ကျွန်တော်တို့စဉ်းစားဆုံးဖြတ်ကြပါမယ်ချက်ကောင်စီရဲ့ကျေကောက်ပွဲစတင်ဖြတ်သိမ်းရေးနောက်ပြီးတော့စစ်သားစုဆောင်မှုစတင်ဖြတ်သိမ်းရေးဆိုတဲ့ကိစ္စတွေနိုင်ငံရေးနည်းရနော်ဝေဖန်ရှုံချတာအပြင်စီးရီးနည်းရပါကျွန်တော်တို့လှုပ်ရှားအကောင့်ထဲပို့ကျွန်တော်တို့စီစဉ်ထားတာဖြစ်ပါတယ် ဒါကကျွန်တော်တို့အခြေအနေကကျွန်တော်တို့စနိုင်တဲ့နေရာဆက်လိုက်ဝဲကြီးတွေစခန်းသိမ်းတွေကျွန်တော်တို့မလုပ်နိုင်သေးပါဘူး။ဒါပေမဲ့အဲ့ဒီကိုသွားမှာပါ။အဲ့တော့ဒီ NRS စုဖွဲ့မှုမှာဆရာတို့၃ယောက်ကိုတွေ့ရတယ်။ဆရာတို့စီရေးတာဝန်ခံတွေနဲ့စပြီးတော့ရှင်းပြတယ်ပေါ့နော်။အဲအခုတလာခွဲရှိတဲ့အခါမှာအခုဒီစုဖွဲ့မှုမှာ Go Company စီစီစသည်ဖြင့်အဲ့လိုစုဖွဲ့မှုကပေါ်ပြီလားဘယ်သူတွေကတာဝန်ယူဦးဆောင်ပါလဲ။ဆိုတော့အဲ့ဒါလေးလည်းဟိုထုတ်ပြောလို့ရနိုင်ပြီလားဗျ။မပြောချင်သေးဘူးကဲ။မပြောချင်သေးဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ခုနကလို့ကျွန်တော်တို့က၆ဖွဲ့လာတာတောင်မှကျွန်တော်တို့က၄ဖွဲ့ပဲလက်ခံတယ်။လူငယ်က900လောက်ရှိတယ် အဲသူတို့ကကျွန်တော်တို့ဘောလုံးဝမိခုပြီးတော့ NRD တပ်ဖွဲ့အနေနဲ့လုပ်ပါမယ်ဆိုတာတော့ကျွန်တော်တို့မှပတ်စံရှိဘူးအနည်းဆုံးသူတို့ကို uniform တက်ဆင်ရမယ်ကလက်နဲ့ဝယ်ပေးရမယ်အဲဒီလုပ်ငန်းတွေအတွက်ဘန်ဒါရီကွန်ရှင်ကနေပြီးတော့အတော့ကိုတက်တက်ကြွကြွလောက်ကန်နေကြပါတယ်တော့ဘန်ဒါရီကွန်ရှင်မှာလည်းကျွန်တော်တို့မှဟိုအခက်ခဲတွေကအရင်တုန်းကအဖွဲ့အစည်းတွေရဲ့လုပ်ပုံကိုင်ပုံတွေပုံမှာလူလူကမကျင်တတ်တဲ့ပုံမှာအခုကျွန်တော်တို့ကိုလည်းယုံကြည်ရမရှိသေးဘူးဗျဘုံမလင်းလင်းပြောရအဲဒါကြောင့်ကျွန်တော်တို့ကတိုက်ပွဲပေါ်နိုင်အောင်လှုပ်ရှားမှုပေါ်နိုင်အောင်ကျွန်တော်တို့စတယ်စပြီးတော့မှကျွန်တော်တို့ကိုယုံကြည်မှုရလာတဲ့အချိန်မှာအဲ့ဒါကြီးဖြစ်လာတယ် အဲ့တော့ဆိုလိုတာကကျွန်တော်တို့တက်အင်အားဟာเนาะ900ဆိုပေမဲ့လောက်လောက်လာလာကျွန်တော်တို့က900လုံးဝတ်စုံ900ကျွန်တော်တို့မပေးနိုင်သေးဘူးเนาะအဲ့တော့အခုကအဲ့လိုရှိတယ်သို့တော်ညာလဲဆိုတော့တရားရှိကုသူများမယ်ဆိုတဲ့အနေအထားကိုကျွန်တော်ပြောခဲ့တယ်အဲ့တော့ကျွန်တော်တို့လက်တွေ့လုပ်ငန်းတွေလုပ်မယ်လူလူယုံကြည်မှုရအောင်တည်ဆောက်မယ်အဲ့ဒီဘောကရလာတဲ့အခွင့်အလမ်းတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တော်လိုင်းလေးကိုအလုပ်ကြီးပြုနေအောင်ကျွန်တော်တို့ကတော့အုပ်တည်ပြီးတော့ကြီးဝဲပြီးတော့ချိတက်တော့မယ်သဘောဖြစ်ပါတယ် ဟုတ်ပြီဆရာအဲ့တော့အခုဆရာတို့ကအဓိကတိုက်ပွဲဖွံ့ဖို့ဆိုတော့ခရမ်းလက်နဲ့လိုတယ်အဲ့အတွက်အဓိကငွေကြေးပန်းတာငွေပေါ့နော်ဒါကဆရာတို့မှာအ ਨੇ ကျင်တာရှိတယ်ဆိုတော့ဆရာတို့စစုဖွဲ့တုန်းကဒါရေတိုးပေါ့နော်အချိန်တိုးတွင်းမှာပဲစစ်နိုင်တက်ဖို့ပြီးဥတီလာလာအဲ့တော့ဘန်ဒါကြီးကရေးကြီးတဲ့ကဏ္ဍဖြစ်နေတော့ဒီဘန်ဒါငွေမရဘဲနဲ့ရေးရှင်မှာအခုတိုက်ပွဲတွေဖော်ဖို့ဘယ်လိုစဉ်းစားလဲဒီဘန်ဒါငွေကအခုလိုဟိုအများပြည်သူစီရပေါ့နော်ပြည်သူလူထုစီရထက်ဝင်မှုနဲ့ပဲရှိမလားဒါမှမဟုတ်တခြားဘယ်လိုနီးလန်းရှိနိုင်လဲဒီဘန်ဒါငွေမရှိဘဲနဲ့တော့ဆရာပြောပုံရဆိုတော့မဖြစ်နိုင်ဘူးလေအခြေအနေကြီးကဆိုအဲ့ပေါ်ကတေးချဘယ်လိုစဉ်းစားထားလဲဗျာ ဒေချာဘလူစဉ်းစားထားလဲဆိုကျွန်တော်ကတော့ရေဘူးကမူဝါဒသဘောနဲ့ခင်ဗျားကိုပြောလိုက်တာပဲတရားရှင်အကူတူများတယ်အခုကိုတိုင်ရင်ဆိုင်ရင်ကျွန်တော်တို့ကိုပုံအပ်ပေးနေလက်နဲ့ပြည့်စုံကြည့်တယ်ကျွန်တော်တို့ရဲ့မူဝါဒနဲ့သဘောထားတွေမှန်ကန်လို့ရှိရင်အခုကအခုရှိနေတာဆိုကျွန်တော်တို့က900လောက်ရှိတယ်အခုအခုလာအပ်တဲ့အခွင့်အရေးဆိုရင်1500လောက်ရှိတယ်တော့ကျွန်တော်တို့ဘာသာရေးရှာကြမလို့သူတို့အချပြလားနော်အဲ့တော့ဆိုတော့ ကျွန်တော်တရားရှင်ရင်ကုသူများတယ်နော်တရားမှန်ကန်လို့ရှိရင်ထောက်ခံလာလိမ့်မယ်ဆိုတော့ကျွန်တော်ရဲ့ယုံကြည်မှုကိုအခုတလာခွဲအတွင်းမှာလည်းကျွန်တော်မြင်တွေ့ရတာအဲ့ဒါကြီးဖြစ်တယ်လို့ကျွန်တော်ခင်ဗျားပြောပြနေတာကျွန်တော်တို့မှန်ကန်တဲ့ဘူဝါဒတွေ policy တွေနဲ့တရားမှန်ကန်တဲ့လမ်းကြောင်းတိုင်လျှောက်လို့ရှိရင်ကျွန်တော်တို့ဟာလူလူဒီမှာပြုခံလိမ့်မယ်လူလူယုံကြည်လိမ့်မယ်လူလူကအားပေးလာလိမ့်မယ်လို့မျှော်လင့်နေကျွန်တော်တို့ရှေ့ဆက်ပြီးတော့လုပ်တော်ဖို့သဘောထားရှိပါတယ် ဟုတ်ပြီဆရာအဲ့တော့ဆရာတို့ကဒီຫນွေဥတော်လာရေးနောက်ပြန်လမ်းမှာဆိုလို့တားလျှောမှာဆိုလို့အခုလို့စုဖွဲ့လို့ဆရာတို့ရဲ့ရည်မှန်းချက်ထဲမှာပါပါတယ်ဆိုတော့အခုတလခွဲကျော်ရှိလာပြီဟိုအခြေအနေကိုဆရာတို့ခြုံငုံမိပြီပေါ့နော်ဟိုပုံစံဆရာတို့ရဲ့စုဖွဲ့မှုဆိုတော့တော်လာရေးနောက်ပြန်လမ်းမဲ့ဟာတွေကိုဆရာတို့အနေနဲ့ဟိုနလန်ထောင်းအောင်လုပ်နိုင်မယ်အနေအထားမျိုးရှိတယ်လို့ယုံကြည်လာအခုချိန်မှာတော်လာရေးတားလျှောမဲ့အနေရရှိတယ်လို့ကျွန်တော်ပြောတာကိုအခုကမီဒီယာချုပ်မှာတချို့တော့နိုင်ငံရေးရာမပေါ့ပေါ့ကုန်ရတားလျှောနေပြီလို့ကျွန်တော်ပြောနေတာမျိုးတိတိပွင့်ဘောက်ဘူးအနေရရှိတယ်လို့ပြောတာကျွန်တော်တို့ဒီကိစ္စကို လင်းလင်းနဲ့နဲ့မဟာတိုင်းလင်းလင်းနဲ့နဲ့ကျွန်တော်တို့တုံ့ပြန်ဆန့်ကျင်မှုမပြုတ်လို့ရှင်တားကြောသွားလိမ့်မယ်လို့ကျွန်တော်သတိပေးနေတာဖြစ်တယ်နော်အဲ့တော့ဆိုတော့အဲ့ဒါကိုပြန်လုံနိုင်မယ့်အနေအထားရှိလားမရှိလားဆိုတာကျွန်တော်တယောက်တည်းရဲ့ကံကြမ္မာမဟုတ်ဘူးအန်အာရီရဲ့ကံကြမ္မာလည်းမဟုတ်လူဦးတော်လိုင်းရဲ့တရားလူရဲ့ကံကြမ္မာဖြစ်တယ်အဲ့တော့ဝိုင်းစင်စားကြဖို့လိုတယ်နော်အဲ့ဒီအချိန်ကြီးရောက်ပလားမရောက်ဘူးသူအဲတချို့ကတော့အခု NUG ကပြုပြင်ပြောင်းလဲလုပ်မယ်နောက်ပြီးတော့သူ့ဘောတဲ့တိုင်ပွဲလေးတွေတချို့ရှိလာတယ်ကောင်းပါတယ်ဂုံပြူတယ်ကျွန်တော်လည်းဂုံပြူတယ် ဒါပေမဲ့အဲ့လောက်နေတော့မရဘူးစစ်တပ်ကအဲ့လောက်နေတော့မရဘူးခင်ဗျားတို့ကမောတိုက်နေတာကျွန်တော်ကိုလာရှိကြောက်ကျင်နေဗီဒီယိုနဲ့ရုပ်မြင်သံကြားမှာပါတီများဟောပြောခွင့် UEC ကြီးညာရွေးကောက်ပွဲရှင်ပြိုင်မိနိုင်ငံရေးပါတီများအနေဖြင့်ပါတီမူဝါဒသဘောထားလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီးရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှတစဉ်ဟောပြောတင်ပြခွင့်အား အောက်တိုဘာ28ရက်မှဒီဇင်ဘာ26ရက်နေ့အထိခွင့်ပြုပေးမည်ဖြစ်ကြောင်းစစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကယမန်နေ့ရက်စွဲဖြင့်ကြေညာသည်ဟောပြောတင်ပြခွင့်15မိနစ်ခွင့်ပြုမည်ဖြစ်ပြီးတင်ပြလိုသည့်စာမူနှင့်ဟောပြောစည်းရုံးမည်သူ၏အမိတာဝန်ဖုန်းနံပါတ်တို့အားပါတီဥက္ကဋ္ဌသို့မဟုတ်အတွင်းရေးမှူးကအောက်တိုဘာ15နောက်ဆုံးထားကကော်မရှင်သို့တင်ပြရမည်ဖြစ်သည် ဟောပြောရာတွင်ယခင်2020ရွေးကောက်ပွဲဤတူတားမြစ်ချက်6ချက်အားဖော်ပြထားသည်ထိုချက်များမှာ ပြည်တော်စု မပြုတ်ွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြုတ်ွဲရေးနှင့်အချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထိခိုက်စေသည့်ဟောပြောမှုမပြုလုပ်ရန် လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာရာရေးကိုထိခိုက်စေမီဟောပြောမှုမပြုလုပ်ရန်ပြည်တော်စုတမရမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှုမရှိသောဟောပြောမှုမပြုလုပ်ရန်နိုင်ငံတော်အားအကြီးညိုပြက်စေရန်သို့မဟုတ်ဂုံတိတ်ခါထိပါစေရန်ဟောပြောမှုမပြုလုပ်ရန်ငွေတက်မတော်ပြုကွဲရေးကိုဖြစ်ပေါ်စေရန်သို့မဟုတ်တက်မတော်၏ဂုံတိတ်ခါကိုထိခိုက်စေရန်ဟောပြောမှုမပြုလုပ်ရန် လူမျိုးရေးတို့မဟုတ်ဘာသာရေးတို့မဟုတ်လူတဦးချင်းတို့မဟုတ်လူအများနဲ့ပတ်သက်၍ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်တိတ်ခါနှင့်ကိုကျင့်တရားကိုထိခိုက်စေနိုင်သည့်ဟောပြောမှုတို့မဟုတ်စီယုံလှုပ်ဆောင်မှုမပြုလုပ်ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားမှုပြုသောဟောပြောမှုမပြုလုပ်ရန်ချက်တွေကိုတိုက်ပြလဲတနည်းနည်းပါရှိအဲ့ဒီအဲမှာစစ်ကောင်စီကိုပန်မိုးပေးနေတယ်ကွန်ပလီတွေကလည်းရှိသေးတယ်အဲ့ဒီဝန်ပလီတွေကကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကိုပလင်မောင်းကနေဆွဲချတာလာချုံမှမရဘူးနောက်မရနှက်လို့ဦးမှာ အဲ့ဒါတွေကိုကျွန်တော်ပြောတာအမျိုးရှိတယ်ဆော့ဘုံအဲ့တော့အဲ့ဒါတွေဒုလုံးနိုင်ကိုကျွန်တော်ဘာလို့ရမှာနေပြည်တော်ကိုရွေးကောက်ပွဲမတိုင်ခင်မှာချင်းချောင်းနိုင်တဲ့အနေထားရအောင်ကျွန်တော်စီးရတက်ခဲ့ရအဲ့တိုက်ပွဲမှာပါမလားမပါဘူးမပါဘူးဆိုရင်ခင်ဗျားနေဦးဒေါ်လာရဲ့တွေကကောက်ခံတယ်ဆိုတော့လေပဲဖြစ်မှာကျွန်တော်ကအဲဒီနှစ်လအတွင်းမှာအဲ့ဒီကိစ္စတွေပတ်သက်လို့တက်တော့တော့ကိုယ့်အကူဆုံးဖြတ်ချက်ချအောင်အဲ့တော့ကျွန်တော်တို့အခုဘာမှမရှိဘူးကြအခုတိုင်ရင်လေးရင်နဲ့ကုညီဟိုစီမံချက်ဒီမှာပူပေါင်းမယ်တိုင်ရင်ဆိုင်ရှိ15ရင်းလောက်ရှိအဲ့လောက်နဲ့တော့မတိုက်နိုင်ဘူးတိုက်လေရှုံးမှာချင်းချင်းတို့တော်ညာလေကျွန်တော်တို့က မင်းကြီးတရားသူလားစိတ်တတ်ဘာပဲဖြစ်ဖြစ်နိုင်တိုက်ဖို့ကြားတော့အဲ့တော့ဆရာတို့အခုစုဖွဲ့မှုတလကွဲကြော်ကြာပါဆရာတို့ NI နဲ့ပတ်သက်ပြီးတော့အတော်အတန်ဝေဖန်တာတွေလည်းကျွန်တော်ကြားပါတယ်ဆရာတို့လည်းကြားသိမယ်လို့ထင်ပါတယ်အဲ့ဒီဝေဖန်မှုတွေပေါ်ဝေါ်ဆရာအနေနဲ့ပါများပြန်ပြီးတော့ဟိုပြောကြလို့လည်းဗျဝေဖန်မှုတွေကိုကျွန်တော်ကပစံနဲ့မတုံ့ပြန်ပါဘူးကျွန်တော်ထဲကလူငယ်တွေကတော့မခံနိုင်လို့ပြန်ပြောတော့ရှိချင်လည်းရှိမှာပေါ့ကြီးကျွန်တော်ဘူးရခင်အားစုတော်များနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ဖို့လိုတာကိုမီဒီယာနေပြီးတော့နှုတ်နဲ့တုံ့ပြန်တဲ့လူကိုကျွန်တော်သိပြီးတော့ ဟိုကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့မလုပ်ပါဘူးလူတူးချင်းအနေနဲ့သူ့ဆန္ဒလျောက်ပြောတာတော့ပြောချင်လဲပြောပြီးစီပေါ့ဒါကတော့သူ့မှာလည်းခွင့်ရှိတာဒါပေမဲ့ကျွန်တော်တို့ကလက်တွေ့နဲ့တုံ့ပြန်မယ်လက်တွေ့ကကျွန်တော်တို့မူရီ policy တွေမှန်လို့ရှင့်အဲ့ဒီလိုနေတိတ်သွားလိမ့်ကျွန်တော်အဲ့လိုပဲယုံကြည်တယ်လူတို့ကအဲ့ဒါကြီးကိုလက်ခံမှလည်းမဟုတ်မှန်သလားမှားသလားဆိုတာလူတို့ကခွဲခြားနိုင်မှာလူတို့ကိုကျွန်တော်တို့ယုံကြည်တယ်ဒါမှမဟုတ်လူတို့ကမထောက်ပံ့တော့လို့ကျွန်တော်တို့ရှုံးသွားလည်းမတတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ကနောက်ဆုံးချိန်ထိလူလူပေါ်မှာယုံကြည်စွာသစ္စာရှိစွာတော်လိုင်းရေးသစ္စာနဲ့နောက်ဆုံးချိန်ထိတိုက်ပွဲဝင်သွားမယ်ဆိုတော့ကျွန်တော်တို့ပြောချင်ပါတယ် အဲ့အရာကိုကျွန်တော်စကားနဲ့မတုံ့ပြန်လက်တွေ့ဘာလုပ်နေလဲ NRI ဘာလုပ်နေလဲဆိုတာနဲ့ကျွန်တော်တုံ့ပြန်ပါတယ်စောင့်ကြည့်ကြပါနောက်တစ်ခုကဆရာတို့ရဲ့အခုချိတ်ဆက်မှုမှာဟို EAO တွေနဲ့ပါစောင့်ရမယ်လို့ကျွန်တော်ပထမအင်တာဗျူးမှာတိထားပါတယ်အဲ့တော့ EAO တွေနဲ့ချိတ်ဆက်နိုင်မှုအပိုင်းကိုဘာများပြောလို့ရမလဲဗျာဘာပြောလို့ရမလဲဆိုတော့ EAO တွေကကျွန်တော်တို့ကဆက်ဆက်ပြီးသားလူ KIA နဲ့တော့ဘိုးချုပ်ခွန်မော်တို့ကျွန်တော်တို့ကကာလာတစ်ခုကနိုင်ငံရေးလှုပ်ရှားမှုတွေမှာသဘောထားညီစွာကျွန်တော်ရက်တီလုတ်ခိုင်လာခဲ့တယ်သူတွေအလားတူ KNU နဲ့ဆက်ဆက်ပတ်သက်ပြီးတော့ဒီနေ့ဒီလုပ်နေတဲ့လူတွေလည်းကျွန်တော်ထင်မှာပါတယ်။အဲ့တော့ကျွန်တော်တို့ကသူတို့နဲ့ကျွန်တော်တို့ကမူဝါဒသဘောထားတွေညှိနှိုင်းပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ဘာမှနိုင်ငံရေးအရလိုအပ်ချက်မရှိပါဘူး။မူဝါဒ policy ကကျွန်တော်တို့ Federal Democracy ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဖြစ်မြောက်ရေးအတွက်လည်းသဘောထားတွေအမြဲတမ်းရှိပြီးသား။ဒါပေမဲ့ကျွန်တော်တို့ကအားမရှိဘဲနဲ့သူတို့ကိုတွားပြီးတော့ပူးပေါင်းဆောင်ရွက်မယ်ဘာညာကြီးကြီးမပြောချင်ဘူးလား။ဒါမျိုးဆိုရင်အဲ့ဒီပေါင်းဆောင်တွေအားလုံးကကျွန်တော်တို့ရဲ့လူ့ဘက်ကနေတယ်။အားမိတယ်။ဒီနေ့ကာလမှာကျွန်တော်တို့စိန်မပြနိုင်တဲ့ အဲအားတစုံတရာမရောက်သေးမီမှာတို့နဲ့မပြောလားတို့နဲ့အခုမှမိတ်ဆက်မယ်လူတွေမဟုတ်ဘူးဘုရုခွန်ပေါ့ဆိုတဲ့လူကျွန်တော်တို့က2000ခုနှစ်ဘဝဝင်ကျင်လွန်ခဲ့တဲ့နှစ်အစိတ်လောက်ကလေးကကျွန်တော်တို့ပို့အောင်ဆောင်ရခဲ့တာကျွန်တော်တို့တောင်ပိုင်းကကဲနယူဆိုလို့ရှိရင်လေအခုနောက်ပိုင်းပုဂ္ဂိုလ်တွေတော့ဟိုမီဒီယာမှာမှတစ်စိတ်အနေနဲ့နည်းနည်းသိရတော့ပရိုမန်ရှိုင်နဲ့ကျွန်တော်တပ်ပေါင်းစုဖွဲ့ဖို့အတွက်6လလောက်စူးစမ်းခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်ဒါရီကပုဂ္ဂိုလ်ရေကိုကိုယူသွင်းမှုတွေဖြစ်မှာဆိုလို့မပြောချင်တာအဲ့တော့တို့တို့နဲ့အခုမှမိတ်ဆက်ပြီးအခုမှခလဲတင်းလောက်ကြမလိုဘူးညာကျွန်တော်အင်အားရှင် ောင်းမှုပဲမူဝါဒ policy တွေကလည်းတိတ်ပြီးအထွန်းကြီးစရာမလိုပါဘူးဒါမှမဟုတ်အဲ့တော့ပဲအဲ့ဒါတွေတတ်မလို့အင်ဟက်ရှိမှာကျွန်တော်တို့လုပ်ငန်းကိန်းကနေဆောင်ရွက်ရတာအဆင်ပြေမှာမရှိဘဲနဲ့သွားပြီးဓာတ်ပုံတွဲရိုက်ခိုင်းနေနေုံနဲ့တော့မမေးလုပ်ငန်းမအောင်မြင်ပါဘူးဟုတ်ကဲ့ဆိုလိုတာကအဲ့လိုမျိုး EAOC ကတစုံတရာအကူအညီများဆရာတို့အနေနဲ့ရယူနိုင်ဖို့ရှိမလားဆိုတော့မေးလို့တာပါဟောအဲ့ဒါကတော့နော်ကျွန်တော်တို့အရာတစုံတရာရှိလာရင်သူနဲ့ဆက်သွယ်ပြီးသူတို့ဆရာကူညီတောင်းပါဥပမာခရယာရေးဆိုတဏ္ဍာမေးတိုင်းတော့ဂျီတံပဲပေးနိုင်တယ်ဗျဟောဝယ်လို့လေးရတယ်လုံးပါဘူးဗျ ခုလည်းဝယ်သုံးနေရတာပါပဲဒါပေမဲ့ကျွန်တော်စီရင်တွေ့ကြရရန်သူလက်နဲ့အများစုဆိုတာချင်းမွေးတိုက်ပွဲရတဲ့အခြေအနေဒီလိုပတ်စံနေတဲ့ဝယ်နေရမှာပျော်ပြီးပြီးသလိုမျိုးတက်မလို့အောင်ဝယ်ရလာတယ်ပြန်လန်ထိုးစစ်ကာလမှာလက်နဲ့ကြီးတော်တော်များများကတိုက်ပွဲနေရတာနော်ဒါပေမဲ့အဲ့ဒီကိစ္စတွေအထိကျွန်တော်ဒီနေ့မသွားကျင်သေးပါဘူးဟုတ်ကဲ့ဆရာတို့နောက်ဆုံးအနေနဲ့ဆရာတို့ကအန္တရာယ်ဖွဲ့စည်းမှုစုဖွဲ့မှုတလောက်ခွဲကြော်တဲ့အခါမှာအများပြည်သူအတွက်ကတခြားတွန်လိုင်းအင်အားစုတွေအတွက်ကဘာတွေများဆက်ပြီးတော့သတင်းစကားပေးဖို့ရှိလဲတလောက်ခွဲရှိလာတဲ့နေ့မှာဟုတ်ကဲ့သတင်းစကားပေးချင်တာကတော့ ရှင်းနိုင်တဲ့အာနာသိရေစစ်ပွဲအောင်နိုင်ရေးကိုဥတည်တဲ့အတွက်နော်စစ်ပွဲအတွက်လိုအပ်ချက်တွေတတ်နိုင်တဲ့ဘက်ကနေတတ်နိုင်တဲ့နိဒရာနဲ့ပတ်မွေးကူညီပေးကြပါကျွန်တော်တို့အားလုံး volunteer အနေနဲ့ပါဝင်ကြမှာဖြစ်ပါတယ်ပြည်သူလူထုမှတပါကိုယ်ကိုရမှရှိပါဒီလိုလူလူထောက်ခံရင်ထောက်ခံတော့ကျွန်တော်တို့ချက်လုံးမယ်ဒီလိုလူလူမထောက်ခံတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်ရရှုံမှာပေါ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကိစ္စတွေအားလုံးကိုကြည့်ချတာပေါ့လူလူဘက်ကလည်းရှင်းရှင်းလင်းလင်းပဲမြင်ပြီးတော့ရင်းရှိအတွက်စဉ်းစားဆောင်ရွက်ပေးကြပါလို့ပြောကြတာ ဟုတ်ကဲ့ဆရာဦးသားဆိုနေကျေးဇူးတင်ပါတယ်အခု NRA စုဖွဲ့မှုဖွဲ့စည်းမှုတလကျော်တဲ့အခါမှာဆရာတို့ရဲ့ဘာတွေဆောင်ရွက်နေတဲ့အခြေအနေတွေဘယ်လိုရှိလဲဆိုတာကိုအားလုံးအတွက်အခုလိုမျိုးချပြဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်ကလည်းကျေးဇူးပါပဲခင်ဗျပြောခွင့်ရတဲ့အတွက်